အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့နိုင်ငံအခုဆိုရင်ကျွန်တော်ငလင်းတန်းနေကြောင်းမလို့နေရာတိုင်းမှာဒုက္ခတွေရောက်နေကြရတယ်ဆိုတော့ကျွန်တော်ငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်ထားရမယ့် application လေးတစ်ခုအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ဒီ application လေးကတော့ကျွန်တော်တို့ငလင်းလောက်ပြီဆိုရင်ဒီအချက်ပေးမဲ့ application လေးဖြစ်ပါတယ်ကျွန်တော်အဲ့ဒီ application လေးကိုကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဒါဆိုတော့ ကျွန်တော်ပထမဦးဆုံး application လေးကို download download ဆွဲဖို့အတွက် Play Store ထဲကိုဝင်လိုက်မယ်။ပြီးရင်ကျွန်တော် search bar မှာ my aquage less ဆိုပြီးတော့ရရှိလိုက်မယ်။ တော့ကျွန်တော်ရိုက်ပြထားတယ်လို့ my earthquake alert ဆိုပြီးတော့ရိုက်ရှာလိုက်ဆိုတော့ရက်ချလိုက်ရင်ဒီမှာကျွန်တော်ပြထားတဲ့အခု application လေးကိုတွေ့ရလိမ့်မယ် my aqua alert ဆိုပြီးတော့တကယ်ကျွန်တော်ကဒီ application လေးကိုပုံတဲ့ကို download ဆွဲလိုက်ပါကျွန်တော်ကတော့ download ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော် application လေးတွေကိုဝင်ပြပေးပါမယ်ဆိုတော့ application လေး download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ application လေးတွေကိုဝင်လိုက်မယ် ပြီးရင်ဒီမှာသူစာလေးတွေရေးထားတယ်ဒီမှာကျွန်တော် next ကိုပဲ set နိုင်တိုင်းမယ်ပြီးရင်ဒီမှာ next ကို set နိုင်မယ်ပြီးရင်ဒီညမှာကျွန်တော်တို့ location ကိုခွင့်ပြုမှာလားဆိုပြီးတော့မေးထားတယ်ကျွန်တော်တို့ကဒီမှာ one use the app ဆိုတဲ့အပေါ်ဆုံးကစာတန်လေးကိုနိုင်တိုင်းမယ်ပြီးရင်ဒီညမှာကျွန်တော်တို့ background ကျွန်တော် background location ဆိုပြီးတော့ပြရတယ်ဒီမှာကျွန်တော် change in setting ဆိုတာလေးကိုနိုင်တိုင်းမယ် ပြီးရင်ဒီမှာ along all the time ဆိုတော့ကျွန်တော်အပေါ်ဆုံးကစာစာတန်းလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ပြန်ထွက်မယ်ပြန်ထွက်လိုက်ရင်ကျွန်တော်ဒီနေရာရောက်သွားရင် next ကိုပဲဆက်နှိပ်မယ်ပြီးရင်ဒီမှာ along ဆိုတာလေးကိုဆက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာကျွန်တော် complete ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ finish ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ဒီနေရာမှာအထူးတည်ထားရမှာကကျွန်တော်တို့ VPN ခံပြီးတော့ဝင်လို့မရဘူး VPN မခံမနဲ့ဒီတိုင်းလေးပဲကျွန်တော် application နဲ့ဝင်ရမယ်ဒီနေရာမှာကျွန်တော်တို့အပေါ်အပေါ်မှာကျွန်တော်တို့ဒီမှာ location ပုံစံလေးရှိတယ်ဒီဇာတ်ွက်ထဲမှာဒီ location ပုံစံလေးကိုနှိပ်လိုက်အဲ့ဆိုရင်ရပြီ။ဒီ BB ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကကျွန်တော်အပြောက်လေးတုံးမြောက်ထဲကိုဝင်လိုက်မယ်။ပြီးရင် setting ထဲကိုဝင်မယ်။ ဒီနေရာမှာကျွန်တော် location ဆိုတဲ့အထဲကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ဒီမှာ current location ဆိုတာလေးကိုနှိပ်ဆက်ဒီမှာကျွန်တော်တို့ notification အနေနဲ့ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာ notification type ဆိုပြီးတော့ရှိတယ်ဒါလေးကိုရှင်းနှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်နေရာပိုင်းဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့အောက်ဆုံးကျွန်တော်အလဲကတော့ကျွန်တော် minimum magnitude ဆိုတာတော့ဘလင်းရဲ့ပြင်းအားကို ငလင်ရဲ့ပြင်းအားကိုကျွန်တော်တို့ဘယ်ပြင်းအားဆိုရင်အချက်ပေးမလဲဆိုတာလေးကိုကြားရဖြစ်တယ်။ဒါလေးကတော့ဒီမှာကျွန်တော်3.0လောက်ကျွန်တော်ထားလိုက်ရတယ်။ပြီးရင်ဒီမှာ notification setting ဆိုတဲ့အထည်ကိုဝင်လိုက်မယ်။ပြီးရင်ဒီမှာကျွန်တော်တို့ဒီနေရာမှာဒီလိုလေးဖြစ်နေရင်ကျွန်တော်တို့က show notification ဆိုတာလေးကိုဖွင့်လိုက်ရမယ်။ကဲဆိုတော့ဒီလောက်ဆိုရင် ကျင်ဒါဆိုရင်တော့ကျွန်တော်တို့ส่งသွားပါပြီဆိုတော့ဒီလောက်ဆိုရင်ကျွန်တော်တို့ส่งသွားပြီနောက်ထပ်ဘာမှလုပ်ရမှာမရှိတော့ဘူးဒီနေရာမှာကျွန်တော်တို့ငလင်ကျွန်တော်တို့နေရာမှာငလင်လောက်ပဲဆိုရင်ငလင်လောက်ပြီဆိုရင်သူကကျွန်တော်အလန်းလေးပေးมาဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့တည်အောင်လန်းလေးပေးมาဖြစ်တယ် ဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့ဒီ application လေးကိုကျွန်တော်တို့စောင့်ထားတင်ပါတယ်အဲ့ဒီတော့အခုပဲတွားပြီး download လုပ်ပြီးတော့ဒီ application လေးကိုစောင့်ထားကြပါလို့ကျွန်တော် title လိုက်ပါတယ်လောက်ဆိုရင်ဒီ application လေးအကြောင်းကိုအားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်အားလုံးပဲအသိပေးကြပါစေ